နိုင်ငံတော်သမ္မတနဲ့ဒုတိယသမ္မတများရွေးချယ်တင်မြှောက်နိုင်မှုအတွက်လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အလိုက်အစည်းအဝေးတွေစတင်မှုရက်ကိုမလ10ရက်နေ့ကိုပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ဒီလိုပြောင်းလဲသတ်မှတ်မှုကိုမလ10ရက်နေ့ကပြုလုပ်တဲ့ပြည်တော်စုလွှတ်တော်အစည်းအဝေးမှာပြည်အောင်စုလွှတ်တော်နိုင်ကဥမန်းဝင်းခိုင်တန်းကလွှတ်တော်မှာကြေညာခဲ့ပါတယ်။လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။2016ခုနှစ်ဖေဖော်ဝါရီလ10ရက်တနင်္လာနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ပြည်တော်စုလွှတ်တော်ပထမပုံမှန်စည်းဝေးပထမနေ့မှာ နိုင်ငံတော်သမ္မတနဲ့ဒုသမ္မတများရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာမိဝေလေးနဲ့အညီနိုင်ငံတော်သမ္မတနဲ့ဒုတိယသမ္မတများရွေးချယ်တင်မြှောက်နိုင်ရန်တွဲသက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့လိုက်ဒုတိယသမ္မတလောင်းအစုပြုခြင်းအစည်းအဝေးများကို2016ခုနှစ်မတ်လ18ရက်ကြာပေးနေ့မှာစတင်ကျင်းပပြုလုပ်ကြဖို့တတ်မှတ်ကြေညာထားခဲ့ပါတယ်။ဒါ့အပြင် နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာဥပဒေနည်းဥပဒေများနဲ့ညီသက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့လိုက်ဒုတိယဒုတိယသမ္မတတဦးစီရဲ့အမည်စင်းပေးဖို့တင်ပြနိုင်ရင်းနဲ့အဆိုပါဒုတိယသမ္မတများအားနိုင်ငံတော်သမ္မတအရေးချင်းနဲ့ပြည်စုံမှုရှိမရှိစစ်စစ်နိုင်ရန်စစ်စစ်ရေးအဖွဲ့ဖွဲ့စည်းဆောင်ရွက်ရေးအတွက်ရင်းအစုအဖွဲ့များက ရွေးချယ်ပေးတဲ့လွတ်တော်ကိုယ်စားလှယ်တူးစီရဲ့အမည်စင်းပေးပို့နိုင်ရေးကိုပြည်တော်စုလွတ်တော်ရုံးရဲ့5ရက်နှစ်လ2016ရက်စွဲပါစာမတ်6မြင်းဆောင်7မြင်းဆောင်30ဝင်းစား58ဝင်းပေမြင်းဆောင်ပတ်ထစာ2017ဖြင့်ရွေးကောက်ခံပြည်သူကိုယ်စားလှယ်များအစုအဖွဲ့ရွေးကောက်ခံအမျိုးသားလွတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့နဲ့တမရော်သာလွတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့တို့ထံ ပေးပို့ထားပါတယ်အထက်ပါနိုင်ငံတော်သမ္မတနဲ့ဒုတိယသမ္မတများရွေးချယ်တင်မြှောက်နိုင်ရန်အတွက်တက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအစုဖွဲ့လိုက်ဒုတိယသမ္မတလောင်းများအစုပြုခြင်းအစည်းအဝေးကိုစတင်ကျင်းပပြုလုပ်ရန်တတ်မှတ်ကြေညာထားတယ်2016ခုနှစ်မတ်လ18ရက်နေ့ကြာဘင်းနေ့စာတဖက်ရှိတူပြီး2016ခုနှစ်မတ်လ10ရက်ကြာသာရင်းနေ့တွင် စတင် 今把表多端赢，平时怎么久几年了嘞？